ရိုးရေဆိုတာကအာယုံတစ်ခုခုစူးစိုက်ရအောင်မယ်ဆိုလို့ရှိရင်မလုပ်ရှင်တကယ်တကယ်အာယုံစူးစိုက်ပြီးတော့မလုပ်ရမယ်တကယ်မှမှတ်သားရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုလေးလေးပမိန်နေဖြစ်သွားရောမလုပ်ရှင်ပေါ့ပေါ့ပါပါလေးတွေဆိုလို့ရှိရင်စကားပြောရမယ်ဆိုလို့ရှိရင်လေအာစိတ်တွေကလန်ဘယ်မှာတက်တက်ကြွပြီးတော့မှသိရမလားဟို participate လုပ်နိုင်တယ်ဟိုစာရီလောက်ရတော့မယ်ဆိုလို့ရှိရင်ပြင်သွားရောဒါပုံမှန်အနေထားကိုပြောပြတာပေါ့နော်ဆိုတော့အသက်ကြီးရောပုံစိုးရအသက်ကြီးရောပုံစိုးရ ါပေမဲ့ဟိုဟိုတနေ့က post ကိုတွေးလိုက်တဲ့အဲဘယ်လိုရောက်မလဲကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အသက်30လောက်ဆိုလို့ရှိရင်သူက let shot ချင်လာပြီမြန်မာနိုင်ငံမှာပေါ့တော့မြန်မာလူလူမြန်မာအများစုပြောတာပေါ့နော်မြန်မာနိုင်ငံမှာအများစုကအသက်30လောက်ဆိုလို့ရှိရင်ဟိုငါအသက်တော်တော်ကြီးနေပြီဆိုပြီးတော့မှအားဖြစ်လဲဆိုပြီးတော့မှ let shot ချင်ကြတာများတယ်ဆက်မလုပ်ချင်ကြတော့ဘူးအဲတိတယ်မလားမလေးရချင်တော့ဘူးဟိုမိသားစုရေးတွေအဲအိမ်တော်ကြာပြီးသားဆိုလို့ရှိရင်လည်းပဲမိသားအိမ်တော်ကိုယ့်ရဲ့အိမ်တော်မိသားစုရေးပေါ့နော်အကယ်၍အိမ်တော်မကြာသေးဘူးဆိုလည်းပဲကိုယ့်ရဲ့ဒီ မိဘတွေနဲ့မိသားစုမောင်နှမသားချင်းတွေအရေးကိစ္စတွေတကယ်ချင်းပေါင်းတဲ့ကိစ္စတွေဒါနဲ့လည်းအချိန်ကုန်နေတယ်အဲကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကြတော့နည်းသွားပြီးတော့မှအဲ့ကြတော့ဗာဖြစ်လဲဆိုလို့ရှင်ငါနောက်ကျနေပါပြီဆိုတော့မှထင်တဲ့သူတွေလည်းရှိတယ်ပြောချင်တာသဘောလားမသိဘူးအာ DKG ကအရန်ကုန်မှတိုးတက်လာပြီ IT တွေကလည်းအရန်ကုန်မှမြင့်လာပြီအဲ့လိုနေသားမျိုးမှာခုမှစလုပ်ရမယ်ဆိုလို့ရှင်ဗာဖြစ်လဲဆိုတော့မလုပ်ရှင်တော့ဘူးအဲနောက်ကျပြီးတော့ခံလာရတယ်ခုမှစလုပ်မယ်ဆိုလို့ရှင်ကြတော့မမီတော့လို့တွေးကြတာဗောနော နောက်တစ်ခုကကျတော့မလုံရှင်တော့တာလည်းပါတော့အဲ့လိုဆိုတွေးပြီးတော့မှမလုံရှင်တော့ကွာဆိုပြီးတော့ပြစ်ထားလိုက်တယ်အဲ့မှာနေဘာဖြစ်သွားလဲဆိုတော့အချိန်ကြီးကုံသွားရောဟိုအဲ့ဒါကအချိန်တွေတခုပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အချိန်တွေတခုကဘယ်လိုဆက်ဆက်လုပ်လို့ရလဲဆိုလို့ချင်းဩအခုလက်ရှိဒီအချိန်ကြီးကကောင်းတဲ့အချိန်ကြီးဒီအချိန်ကြီးကစားလုပ်လိုက်မယ်ဆိုလို့ချင်းတော့ဒီနေ့တရက်လုပ်လိုက်မယ်ဆိုလို့ချင်းတရက်ရသွားမယ်နှစ်ရက်လုပ်လိုက်မယ်ဆိုလို့ချင်းနှစ်ရက်ရသွားမယ်ခုမှစားလုပ်တယ်ဆိုရင်မှီသေးတယ်ကျွန်တော်တို့ကအဲ့လိုမျိုးလေးတွေးတယ်ဟိုတခါတလေကျွန်တော်လည်းဖြစ်တယ်ပေါ့တခါတလေဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်အသက်20အရွယ်တုန်းကအသက်20ဆိုတာတက္ကသိုလ်ကျောင်းသားပဲရှိသေးတာပါတက္ကသိုလ်ကျောင်းသားပေါ့နောက်ဆုံးနှစ်ပေါ့ဗျာအသက်20ကျတော့ဘာဖြစ်လဲဆိုတော့ဟာငါအသက်20တောင်ရောက်သွားပြီအတော့ကြီးသွားပြီကိုယ်ကလည်းနေကိုစိတ်ထဲမှာထင်တာသိလားအဲအဲ့တော့ကျွန်တော်ကနေမှာပဲရွာမှာပေါ့ဗျာကျွန်တော်တို့ရွာမှာပဲနေတဲ့ခါကျတော့ကျွန်တော်အဲ့တော့ဆိုလို့ရှိရင်အင်ဂျင်လက်ရှိဝတ်တယ်ရွာမှာဆိုလို့ရှိရင်ဟိုအင်ဂျင်လက်ရှိဝတ်တယ်ရွာမှာလည်းကျွန်တော်ကဆရာပဲဆိုတော့လေအင်ဂျင်လက်ရှိဝတ်တယ်အစိုးနဲ့အဲဘယ်လိုပြောမလဲအသက်20ပေါ့နော်ငါစကူပြေးသွားပြီစကူကျော်သွားပြီ20လောက်ရောက်လာပြီ20ပေါ့ ငါအတက်တော့ရွေးရောင်းနေပြီငါတို့ claim မဟုတ်တော့ဘူးအဲ့လိုမျိုးနဲ့စကားပြောရင်လည်းလူကြီးလိုစကားပုံစံမျိုးပြောတယ်စားလေးဖတ်တာလေပါတာပေါ့နော်စားလေးဖတ်တာတော့စကားပြောပြီဆိုလို့ချင်းကိုကကိုပဲတည်တယ်ကိုပဲတက်တယ်ဆိုတဲ့အနေထားမျိုးနဲ့စကားတွေပြောတယ်ငါတက်တော့ကြီးပြီကွာအဲ့လိုမျိုးစိတ်တော်ဝင်တာစကားပြည့်ပြီးတော့20ထဲမှာဒါမဲ့27 22 23ရောက်ရန်ကုန်ရောက်လာပြီ22လောက်မှာ27ပြည့်ပြီးတော့ရန်ကုန်ရောက်လာပြီနော်ရန်ကုန်ရောက်လာတဲ့ခါကျတော့သူများတွေသွားလာတော့စားလေးလိုက်ဟိုတင်းတန်းနေတက်တော့ သွားလာလှုပ်ရှားနေတုန်းအဲ့လို30တွေ40တွေကသွားလာလှုပ်ရှားနေတုန်းကျွန်တော်တွေ့ရတယ်ဗောနကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးတွေ့ရတော့ဟာသူတို့တွေတော့လှုပ်နေနေတာပဲငါငယ်လေးရှိနေတာပဲဆက်လုံးမရမှာပဲဆိုအဲ့မှာနေအဲ့တခါရန်ကုန်နေတော့ရန်ကုန်အဝတ်စားဝတ်တယ်ဗောဗျာနေမာနေတော့ကတော့ကျွန်တော်တို့နေဒလေးရဆရာဆိုတော့အဲလေးလေးပြောမယ်လေးလေးစစလေးဖြစ်အောင်လို့အင်ဂျင်လက်ရှိဝတ်တယ်မစိုးနဲ့နေတယ်စကားပြောရင်လည်းတီတီငိမ့်ငိမ့်နဲ့ပြောတယ်အဲပြုံးနာရေတော့ပိတ်မရှိဘူးပေါ့နော်ပြုံးနာရေတော့ပိတ်မရှိဘူးကောငါကိုခက်တီတီပဲအဲ့လိုမျိုးနေတာ ဲ့မဲ့ရန်ကုန်ရောက်လာတဲ့အခါကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ရောက်ရှိတဲ့ပတ်ဝန်းကျင်မှာကျတော့ကျွန်တော်ထက်ငယ်တဲ့ကလေးတွေကလည်းစာလုံးနေကြတယ်ကျွန်တော်ထက်ကြီးတဲ့သူတွေကျွန်တော်အဲ့တော့အသက်က27ပေါ့နော်ဒါတက်ဖို့ကြောင်းသားပြီးကြတာပေါ့နော်27 20နှစ်အဲ့ရွယ်မှာရန်ကုန်ရောက်တော့အဲ့မှာဘာတွေ့ရလဲဆိုတော့ MBA တက်နေတဲ့အမကြီးတွေ MBA တက်နေတဲ့အဘိုးကြီးနဲ့တွေ့ရတယ် MBA တက်နေတဲ့အဘိုးကြီးအမကြီးအကုန်လုံး40ကျော်ကြီးပဲအကုန်လုံး40ကျော်ကြီးပဲတချို့ဆိုလို့ရှိရင်50ပဲပါတာပေါ့နော်တင်တဲ့ဆရာက60ကျော်အသက်ကိုပြောတာနော်တင်တဲ့ဆရာကအသက်60ကျော် အဲ့အဲ့ကလာအဲ့ကအတန်းကိုလာတက်တဲ့ MPA တန်းကိုလာတက်တဲ့သူတွေကအဲ30 30ကြော်ကြော်လေးရတော့မရှိဘူး40ကြော်တွေပဲကျွန်တော်မှတ်မိတော့က40ကြော်တွေပဲရှုပ်ဆိုလို့ရှိရင်50နီးပါတော့ပါလိမ့်မယ်အဲ့ကြောင့်ဘာတွေ့ရလဲဆိုတော့အော်သူတို့တွေတော့လုံနေတော့ခုမှကျွန်တော်အသက်20ကြော်ကြော်လေးရအာဟိုတည့်မလားလက်ချုပ်လို့တော့မရဘူးလုံမရရမယ်ဆိုမှကျွန်တော်လုံဖြစ်တယ်ဆက်လုံဖြစ်တယ်အခုတော့ရှိတာပေါ့နေမှာတော့ကျွန်တော်ပညာရေးကောင်းကောင်းမရခဲ့ဘူးနေမှာကြီးပြင်လာတာဖြစ်ကြောင်မလို့ပညာရေးတော့လောက်ရှိတယ်လောက်လေ့လာလို့ရတယ်ဆိုတော့လည်းကျွန်တော်မသိခဲ့ဘူးမသိခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တိတ်မတော့မလုပ်ဖြစ်ဘူး အရန်ကုန်ရောက်လာတော့ကျွန်တော်ကန်ကောင်းစွာနဲ့ကျွန်တော်ဒီ international ပတ်ဝန်းကျင်ရောက်လာခဲ့တော့ international scoop ပတ်ဝန်းကျင်ရောက်လာခဲ့တဲ့ဟို international scoop ကိုတွားတဲ့လမ်းကြောင်းတွေတွေ့လာခဲ့ရတယ်တည်လာခဲ့ရတယ်ကျွန်တော်တို့အသက်ကြီးတဲ့သူတွေလည်းပဲဆက်ပြီးတော့လိတ်လာနေတုန်းဆိုတော့ကျွန်တော်တည်ခဲ့ရတယ်အဲ့ဒါနဲ့ကျွန်တော်စာရီလက်ဖတ်ဖြစ်တယ်တနေ့လည်းတက်ဖြစ်တယ်အလုပ်ဖြစ်တယ်ပေါ့လေဒါပေမဲ့ဒီကြားထဲမှာတော့အကြောင်းမျိုးကြောင်းဟိုနှောင့်နေတဲ့ကာလတွေတော့ရှိတာပေါ့နှောင့်နေတဲ့ကာလဆိုကျွန်တော်တယောက်တည်းရှိခဲ့တာမဟုတ်လေအားလုံးခံစားခဲ့ရတာပဲ covid-19 တို့တခြားကိစ္စတွေပေါ့နော်အဲအဲ့လိုမျိုးနည်းနည်းနှောင့်နေကြတော့ဖြစ်တာပေါ့နော် အဲပြောလိုတာကဘာလဲဆိုလို့ချင်းကျွန်တော်လည်းအဲ့တော့အသက်20လောက်လေးနဲ့ဟိုအသက်ကြီးပြီဆိုတော့မှဖြစ်ဘူးတယ်အဲ့ဒါကအခြေအနေတစ်ခုဒါပေမဲ့ကျွန်တော်အခုက28တဲပေါ့နော်28ပြီပါပြီ29နဲ့မှာပေါ့နော်29နဲ့ရောက်လာတော့ဘာဖြစ်လာလဲဆိုတော့ဟို30နဲ့ကတ်လာပြီပေါ့နော်30နဲ့ကတ်လာ30နဲ့ကတ်လာတော့ဘာဖြစ်သွားလဲဆိုတော့ဟိုရက်ချင်တယ်တခါကလေးဒါဒါအမှန်တိုင်းပြောပြရအောင်နော်တခခုဆိုလို့ချင်းစားရမလုပ်ချင်တော့ဟိုရက်ချင်တယ်ဆက်ပြီးတော့မလိမ့်လာချင်တော့ဘူးဒါပေမဲ့ อ๋อမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်နဲ့တွေ့နေတဲ့အခုလက်ရှိပြည်နယ်ပတ်ဝန်းကျင်မှာဟိုမှာအစောနောက်လေးကျွန်တော်နဲ့ကြီးရဲ့လူတွေကလုံနေကြတော့မှာလုံနေကြတော့မှာဆိုတော့ဩလောက်ရမယ်ဆိုပြီးတော့မှလုံနေတော့လက်မချုပ်ဘူးကျွန်တော်ကဘာလို့အဲ့ဒီစကားလေးထည့်ပြောရတာလေးဆိုတော့ကျွန်တော်အသက်25လောက်ကြာတော့ကျွန်တော်တော်တော်လေးစူးစမ်းနေတယ်အာ25တော့25တော့တော်တော်စူးစမ်းအခုလည်းစူးစော်စူးစမ်းတယ်ဘာလို့လဲနာမည်25တော့မှကျွန်တော်ပိုစူးစမ်းတယ်အာငါအသက်25ဖြစ်နေဘာမှမရသေးဘူးဆိုစိတ်နဲ့အရန်လုံတယ်စာရီလည်းဖတ်တယ်အပေါင်းအသင်းတွေရအောင်လည်းလုပ်တယ်ပေါင်းတင်တွေလည်းရအောင်လည်းလုပ်တယ်ပြီးတော့တင်းတွေလည်းလိုက်တတ်တယ် နောက်ဝရောင်းလည်းလုတ်တယ်ပေါ့ဗျာအဲ့လိုလိုက်တော့အဲ့မှာဆီယမတယောက်ကပြောတာပေါ့နော်ကိုတို့လောင်ဝင်းတို့လုတ်ထားကျွန်တော်ကိုတို့လောင်ဝင်းကိုခေါ်တာအဲ့ဆီယမတက်က50ကျော်နေပြီဒါမှမဟုတ်ကျွန်တော်ကိုတို့လောင်ဝင်းကိုခေါ်တယ်ကိုတို့လောင်ဝင်းလုတ်ထားခုမှ25လွယ်ကောင်းတော့လုတ်လို့ကောင်းတော့လုတ်ထားတုံးစံကြောင့်မလုတ်ချင်တော့ဘူးနော်တုံးစံကြောင့်မလုတ်ချင်တော့ဘူးနော်သူကအဲ့လိုပြောတာကျွန်တော်ကဘာလို့မလုတ်ချင်ရမှာလဲကိုကိုစိတ်ထဲမှာလေဘာလို့မလုတ်ချင်ရမှာလဲပေါ့ဒါပေမဲ့ကိုကသားနဲ့ကိုနည်းနည်း30နာ30တော့မပြည့်ဘူး30နာကတ်လာတော့စိတ်စိတ်မလုတ်ချင်တော့စိတ်ကလေစိတ်မလုတ်ချင်တော့ဘူးအဲ့ဒါနဲ့ဘာလို့ရလဲဆိုတော့ကိုကနဲ့ကိုတွန်းရတာ မင်းနားနေလို့မရဘူးရက်နေလို့မရဘူးလောက်ဆိုင်ရှိရလို့လို့လို့အဲ့လိုမျိုးပြန်ပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အမားတို့လည်းသိမှာပဲကျွန်တော်အဲ့အသက်25ဆိုတာက2022လောက်ကပေါ့နော်2022လောက်တုန်းကကျွန်တော်ကျွန်တော်မှမိတ်ဆွေတလောက်မများဘူးအတိတလောက်မများဘူးအခုလက်ရှိ2025ထဲမှာအသက်ကအဲ29ရဲ့ရောက်လာပြီ28 29ရဲ့မှာကျွန်တော်မိတ်ဆွေအများကြီးရခဲ့တယ်အခုလက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်တွေလည်းအမားတို့တချို့တွေသိတာပဲလေအဲ့တော့ကျွန်တော်နဲ့တွေ့ရတဲ့သူတွေက over 30တွေများတယ် ကျွန်တော်တန်တကြီးတယ်ဘောရပြောတာပြောချင်တော့35တို့တချို့ဆိုလို့ချင်း32 34 35အဲတချို့ဆိုလဲ40နာတော့ပါတယ်ပေါ့နော်တချို့ဆိုလို့ချင်းလည်းကျွန်တော်နဲ့ရွယ်သူအဲကျွန်တော်နဲ့ငယ်တဲ့သူကျွန်တော်နဲ့ငယ်တဲ့သူကနည်းတယ်အခုလက်ရှိကျွန်တော်နဲ့တွေ့နေရတဲ့သူကျွန်တော်နဲ့ငယ်တဲ့သူတွေရှိတယ်ဒါပေမဲ့နည်းတယ်ကျွန်တော်တို့ကြီးတဲ့သူတွေနဲ့အများကြီးတွေ့ရတာအမှောက်လည်းတည်ပါတယ်ကျွန်တော်နဲ့တင်းတဲ့တိုင်မှာတွေ့ရတာပဲလေအဲ့တော့ over 30တွေများတယ်ကျွန်တော်တွေ့လို့ချင်းဟာဆရာအများကြီးလောက်နိုင်တာပဲလို့သူကကျွန်တော်ပြောကြတယ်ဟာဆရာအများကြီးလောက်နိုင်တာပဲဒီချင်းနေနဲ့ဟိုတင်းတဲ့နဲ့တည်တယ်ဒီအားဆိုလည်းတည်တယ်ဟိုလိုမျိုးလည်းလောက်တယ် ဟိုလိမ့်လာထားတာလည်းပေါ့နော်အဲ့ဒါဆိုတော့အာဆီယံအများကြီးတည်တာပဲလို့သူကပြောကြတယ်တကယ်တော့ဟိုကျွန်တော်ကဟိုကျွန်တော်လည်းအများကြီးတည်တယ်မဟုတ်ဘူးနော် ကျွန်တော်လည်းသူတို့ထဲစာတော့နည်းနည်းလေးတည်နေတာပေါ့တချို့တချို့ထဲစာရောနည်းနည်းလေးတည်နေတာပေါ့ဒါပေမဲ့သူတို့လည်းကျွန်တော်အားကြတယ်ဟာဆီယံငင်းကလေးနဲ့လုံနိုင်တယ်လုံလုံဆီယံလုံအဲ့လိုပြောကြတာပေါ့နော်အဲ့တော့လေကျွန်တော်တို့လည်းသူ့ကိုတွန်းအားပေးသူတို့ပြန်ပြီးတွန်းအားပေးရတာပေါ့โอเคအမားတို့လည်းအကိုတို့လည်းဒီလိုပဲဒီတက်ရွယ်ရောက်နေရတော့မှန်တယ်ဒါပေမဲ့ရက်လို့တော့မရဘူးလုံနေရမယ်ကျွန်တော်တို့ဒီ skate skate ဖြစ်နေရမယ် skill တွေမဖြည့်လို့ကျွန်တော်မြန်မာနိုင်ငံမှာနောက်ကျနေတာမျိုးတွေရှိတယ်အဲ့တော့ဒီ skill တွေဒီ skill တွေဖြည့်ကိုယ်နဲ့သက်ဆိုင်ရာ career ဆိုလို့ရှင်လဲ career development ဖြစ်အောင်လို့ပြီးလို့ရှင် language skill လည်းဖြည့် network network ရအောင်လည်းလိုက်လို့အဲ့လိုမျိုးလုပ်ရင်းနဲ့ business skill ဒီထောက်ဒါဆိုလို့ရှင်ကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့ဒီ life တစ်ခုကိုရောက်နိုင်မယ်အဲ့လိုမှမဟုတ်သလိုရှင် life တစ်ခုရောက်ဖို့ကြာတယ်စသဖြင့်ပေါ့ဗျာကျွန်တော်အဲ့လိုမျိုးပြောပြတယ်သူလည်း motivate motivate ဖြစ်လာတာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောတဲ့စကားလေးတွေပြန်ပြီးတော့အစပြီးတော့ ပြန်ပြီးတော့မှဟိုစုံတက်ပေးရမယ်ဆိုလို့ရှိရင်ဆောင်းကပြောလိုက်တာ30နားဆိုလို့ရှိရင်မလောက်ချင်တော့ဘူးဆိုတာပြောတယ်လေအဲ့တော့အဲ့ဒီက post group မှာတွေ့လိုက်တာ FE မှာ post group မှာတွေ့လိုက်တာဘာဖြစ်လဲဆိုအဲ့ကအမျိုးသမီးနဲ့ပြောတာပေါ့နော်အဲ့ညီမနိုင်ငံကလူတွေက30နားကြာလို့မလောက်ချင်တော့ဘူးတဲ့ဒါပေမဲ့ तू ကចောင်းတက်နေတာចောင်းတက်နေ PhD တက်နေတာအဲ့က PhD တက်နေတဲ့အမျိုးသမီးကကြတော့နိုင်ငံအမျိုးသမီးတယောက်ပေါ့နော်အဲ့ကအမျိုးသမီးကကြတော့အဲ့က60ကျော်နေပြီထင်တယ်ကျွန်တော်အမှန်မှားလို့60ကျော်နေပြီထင်တယ်သူတို့က30နားလေးတွေပဲ30နားလေးတွေ29 28အဲ့လောက်လေးတွေ30နားလေးတွေ တငယ်ချင်းတိုက်ပေါ့နော်တငယ်ချင်းတစုပေါ့အဲသူတို့ ਨੇ တူတူလာတက်တာကနိုင်ငံခြားအမျိုးသမီးတယောက်လက်က60ကျော်နေတယ်ရထိုင်းယူပြီးမှလာတက်တာထင်တယ်ဟုတ်တယ်60ကျော်လောက်ပြီအဲ့တော့သူကရှင်းပြတာကကျွန်တော်တို့မြန်မာနိုင်ငံမှာ30လောက်ဆိုတက်ကြည့်မှုထင်တာဒီမှာဆိုလို့ရှိရင်60လောက်နဲ့သူကဖေးရှိပြန်တက်တော့ចောင်းပြန်တက်တော့ဆိုတော့သူပြောတယ်ပေါ့နော်အဲ့တော့တိစေချင်တာကအဲ့ဒီကကျွန်တော်တို့မြန်မာနိုင်ငံကအများစုဖြစ်တက်တဲ့သဘာဝလေး ਨੇ အဲတကယ်၍ဒီအနောက်နိုင်ငံတွေတနည်းအားဖြင့်ပညာထုံးကားတဲ့ဒေတာတွေပေါ့ဗျာအဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့အသက်ငယ်သောကြီးသောမဟုတ်ဘူးလောက်ကြတယ်ကျွန်တော်ပြောစီချင်တာသိစေချင်တာ အခုလည်းအတိုင်းပဲအမှလည်းပဲအဲကျွန်တော်တို့ဆက်လုပ်ချင်ရင်တော့နည်းနည်းလေးဟိုနည်းနည်းလေးကြည့်တယ်ဒါပေမဲ့ဟိုအမှလုံးလို့ရနေသေးတယ်ဆက်သွားလို့ရနေသေးတယ်လိမ့်လာလို့ရနေသေးတယ်ရက်လို့မရဘူးဆက်လုပ်ပါကိုကိုတိုင်းပြင်းတယ်ဆိုလို့ရှိရင်ဟိုပြင်းတာလက်ခံတယ်ပြင်းတာအပြည့်မပြောဘူးရတယ်ပြင်းလို့ရတယ် depression ဝင်လို့ရတယ်ဝင်ကြက်တလောက်ဝင်ပြင်းကြက်တလောက်ပြင်းဘာမှမလုပ်ပဲပြင်းပြင်းလို့ရတယ်ပြင်းပြီးလို့ရှိရင်ဒီတိုင်းနေလို့တော့မရဘူးနော်စိတ်အားရအောင်ပြင်းပလိုက်အားရအောင်ပြင်းပလိုက်နော် အားရအောင်ပြင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ထားပါတယ်ကျွန်တော်အမားနဲ့ကျွန်တော်နဲ့တည်နေတာဆိုကျွန်တော်နဲ့လာပြီးတော့စကားပြောမယ်အားမမဟုတ်လို့ရှိရင်အဲနည်းနည်းတက်တက်ကြကြပြောနိုင်တဲ့သူတွေနဲ့ဟိုမိတ်ဆွေသွားဖွဲ့မယ်သူတို့နဲ့လက်ဖေးလေးတောက်မယ်မုံလေးစားအဲ့ဒီမှာနေကိုယ်ကဘာဖြစ်လာလဲဆိုလို့ရှိရင်အားတွေပြန်တက်လာတယ်စိတ်ခွန်အားတွေပြန်ရလာတယ်အငားလည်းလုံနိုင်တာပဲအငားလည်းမျက်စိလည်းကောင်းတယ်နားလည်းကောင်းတယ်နော်ဟိုဒီဒီကြမ်းမိုင်းလည်းကောင်းတယ်အဲ့လိုကာလာမျိုးမှာအများကြီးလုံနိုင်သေးတယ်အများကြီးလုံနိုင်သေးတယ်ဟုတ်တယ်နော်အဲ့ဒီကအများကြီးလုံနိုင်တဲ့ကာလာတွေမှာငါလုံရမယ် အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကတွေးပြီးတော့ပြန်ပြီးတော့မှ3ပြန်ကတ်ပြီးတော့မှရင်းနေစိတ်လေးကိုဖြောင်းစနမျိုးစိတ်တကြနေတာလေးကိုဖြောင်းစိတ်တည်းရိုင်းနေသလိုရှင်ပြန်တက်လောက်ဆရာရှိရလုံးအာယုံဆိုင် focus တဲ့အာယုံဆိုင်အထားသလိုရှင်ကျွန်တော်တို့လက်ရှိလုပ်နေရတဲ့အောင်မြင်ပါလိမ့်မယ်ဒါတရားလေးဒါလေးကဒါလေးကအဲကျွန်တော်ကိုတွေးနေပြောပြတာပါ ကျွန်တော်ကိုရီးနေမှာကျွန်တော်ဖြစ်တယ်တဲ့ဆက်တော့လည်းအမားတို့ကျွန်တော်ပြောတယ်လေကျွန်တော်ကိုရီးနေရက်ချင်တာမျိုးရှိတယ်အော်မဟုတ်ဘူးရက်လို့မရဘူးသွားနေရအောင်မလုပ်နေရအောင်မယ်ဘာလို့လဲဆိုတော့လေကျွန်တော်အနေနဲ့ရက်လိုက်မယ်ဆိုတော့ရက်လိုက်လို့ရတယ်ရက်လိုက်ပြီဆိုတော့လည်းပြီးသွားပြီပြမြုပ်သွားပြီမရဘူးနည်းနည်းလေးလှုပ်နေမယ်ကူးနေအောင်မယ်ဆိုလို့ချင်းအရှိတော့ရောက်နေအောင်ပါပဲတနည်းအားဖြင့်ရှေ့မရဘူးဆိုရင်တော့မှသူမမြုပ်သွားဘူးမမြုပ်သွားဘူးဟုတ်တယ်လေနော်အဲ့လိုကြောင်းဆက်လှုပ်ပါလို့ပြောတယ်ဆက်သွားပါ ချိန်ရပါသေးတယ်မတို့လည်းအရင်အသက်ကြီးရမှာမဟုတ်ပဲနဲ့လုပ်ရပါသေးတယ်တချို့ပြောရတယ်လေဒီတက်ရမှတော့ဒီလုံးခင်းနေမှာတော့ဒီတက်ကြီးလာမလုပ်ကြမလဲဆိုတာမျိုးလေဒီတက်ကြီးလာပို့တူးရသွားပါလေတို့ပါတို့ကြောက်မှာမအဲ့စကားတွေပြင်ရလေပြောနေကြတာပဲလေနော်ဒီအရွယ်မှာတော့မှဒီလိုမျိုးခံစားနေရတယ်ဆိုရင်ဒီလိုမျိုးစိတ်ကူးနေတယ်ဆိုလို့ချင်းအဲဒီတက်အသက်ကြီးသွားရင်ပို့ပြီးတော့တွေ့ဝေသွားတယ်မလုပ်ရှင်တော့ဘူးဆက်လို့ပြောနေတယ် sorry အဲ့ဒါဟိုစကားဆက်မိသွားတယ်ပေါ့နော်ကျွန်တော်နည်းနည်းလေးတော့လေးများပါတယ်ပြီးစေချင်တာလေးကတော့ပြီးစေချင်တာလေးကတော့ဆက်တော့နည်းလေးပေါ့နော်အဲ့တော့လောက်ပါဟိုမနေ့တုန်းကစကားလေးနဲ့ဆက်ပြောလိုက်မှာနော်မနေ့တုန်းကကျွန်တော်လမ်းချောက်တယ်ဗျမနေ့ဆိုလို့ချင်းကျွန်တော်အခုလမ်းချောက်တယ်လမ်းချောက်တော့အဲ့မှာ grade 4လောက်တော့ထင်မယ်ဒီနေ့က sunday ဆိုတော့ကျောင်းပိတ်တယ်လေ ောင်းပိတ်တော့အမေရဲ့သူ့ကြောင်းသူ့သားလေးကိုကျူရှင်လိုက်ပူရထင်ပါတယ်မနဲ့စောဘွာလောက်ပေါ့ခုနှစ်နာရီ၈နာရီလောက်ပေါ့၈နာရီလောက်ပေါ့၈နာရီတော်တော်လေး၈နာရီလောက်အဲ့ဒီမှာသူကလမ်းလျှောက်ပြီးတော့သွားတာသူ့သားလေးကိုပြောသွားနေအမေရဲ့ပြောသွားနေတာဘာလို့လဲဆိုရင်အင်္ဂလိပ်စာသင်တဲ့အကြောင်းကိုပြောသွားနေတယ်အင်္ဂလိပ်စာသင်တဲ့အကြောင်းကိုအမေရဲ့သားကိုဘယ်လိုပြောသွားနေရလဲဆိုတော့ဟိုသူ့သားလေးကိုပြောပြတာပေါ့နော်တားငယ်ငယ်တုန်းကတဲ့တားနှစ်နှစ်သားလောက်တုန်းကတဲ့ဖေဖေမိမိတို့ကကောင်းမခေါ်ရဘူးလေတဲ့အဲ့ဒီမှာလည်းနည်းနည်းလေးအသက်ကြီးလာတဲ့ခါကျတော့လေဒါကဖေဖေတို့မိမိတို့စကားတွေခေါ်နိုင်လာတယ်လေတဲ့ပြောနိုင်လာတယ်လေတဲ့အဲ့ဒီကနေပြောမှားတဲ့ သားစကားတွေအများကြီးပြောတတ်လာတယ်လေတဲ့ဒါကငငယ်တုန်းကသားလှုပ်ခဲ့တာမျိုးလေတဲ့မြန်မာဘာသာစကားကိုသင်ခဲ့တာပေါ့နော်မြန်မာဘာသာစကားကိုသင်ခဲ့တာပုံစံလေတဲ့သားကတော့ငယ်သားကတော့ငငယ်တုန်းကဘာမှမသိတော့ဘောတဲ့အခုလည်းအင်္ဂလိပ်စာလည်းအဲ့လိုပဲလေတဲ့အင်္ဂလိပ်စာကအဲဇလုံးစနှလုံးစမှန်ရင်ကြက်ရင် vocabulary မှန်ရင်ကြက်ရင်နောက်တစ်ခါ phrase လေးတွေပြောရင်ဆိုရင်အဲ့ဒီကနေပြီးတော့မှရလာမှာပေါ့အင်္ဂလိပ်စကားကိုပြောနိုင်အောင်လစ်တင်ရမှာပေါ့တဲ့အင်္ဂလိပ်စကားတက်မှလူရဝင်မှငါသားရဲတဲ့ဒါမျှလုပ်တဲ့သူများတဲ့ထူးချွန်အောင်တော့လို့တော်နေမှရမယ်တဲ့ တော်နေမှာလဲလူရဝင်မှာတဲ့သူကသူသားလေးကိုပြောနေတာဗောနသားလေးကိုပြောနေကျွန်တော်နောက်ကနေသူတို့ရဲ့နောက်ကနေကျွန်တော်လမ်းလျှောက်ပြီးနားထောင်နေအဲ့လေအဲ့နောက်တစ်ခါသူပြောလဲဆိုတော့ကိုကတကယ်တက်သွားပြီတကယ်ကျွမ်းသွားပြီဆိုလို့ရှိရင်လဲပဲတဲ့အဲ့တစ်ဖက်သူမနှိမ်ရဘူးတဲ့အဲ့လိုမျိုးမလောက်ဝါဘူးတဲ့တစ်ဖက်သူလည်းမနှိမ်ရဘူးတဲ့ကိုကိုတိုင်းတော့တက်အောင်တော့ကြိုးစားရမယ်ကိုတိုင်းတက်အောင်ကြိုးစားပြီးမှလူရဝင်မယ်လူရဝင်ပြီဆိုလို့ရှိရင်လဲပဲအဲ့တစ်ဖက်လူသူငါးလောက်တောင်မတည်ဘူးဆိုမှမနှိမ်ရဘူးတဲ့သူသားလေးကိုတင်ပေးနေတယ်လမ်းသွားရင် အဲနောက်တစ်ခုကကျွန်တော်စကားကိုလည်းပဲအကျိမပြောပါဘူးတဲ့ဒါကငွေချင်းနေနဲ့ကြတော့တဲ့စော့တယ်စကားတွေအကျိပြောတယ်စကားတွေအကျိပြောတော့ဘာဖြစ်လို့လဲအကျင့်ဆိုတာပါတတ်တယ်တဲ့အကျင့်ပါတော့တဲ့တားသားကတဲ့မမေတို့နဲ့စကားပြောလဲအကျိပြောတယ်တစ်ဖက်တစ်နဲ့ပြောလို့ချင်းအော်ပြီးတော့ပြောတယ်အဲ့ဒါတွေကတဲ့ဟိုရင်ကျဲအပြုတ်မဟုတ်ဘူးတဲ့အားကြောင့်မလို့တဲ့ဒါကဟိုစကားတွေဆိုလို့ချင်းလည်းပဲအကျိအော်မပြောနဲ့တဲ့နောက်တစ်ခါအင်္ဂလိပ်စာကြတော့လည်းပဲလူရောင်ဝင်အောင်လို့စူးစမ်းသူများထက်ကောင်းလို့သူများထက်တော်အောင်လို့စူးစမ်းကိုကသူများထက်တော်သွားပြီဆိုလည်းသူများဟို ဟိုမနေချာနဲ့နောက်တစ်ခါအနိုင်မကျင့်နဲ့အဲ့ပုံစံပြောတာပေါ့နော်ဒါမိဘကလေးအမေကနေတော့တင်ပြိနေအဲ့ဒါနဲ့ကျွန်တော်ကလည်းဟိုနည်းနည်းလေးအဲ့ဒါလေးအဲ့လိုကြီးနားထောင်ပြီးကျွန်တော်လည်းကြော်လာတာပေါ့နော်သူတို့လမ်းကြော်လာတာအဲ့တော့ဒီနေရာမှာပြောချင်တာလေးကပါလဲဆိုလို့ချင်းအင်္ဂလိပ်စာ item နဲ့ကျွန်တော်တို့ရဲ့မိခင်ဘာသာစကားမဟုတ်ဘူးအဲ့ဒါကိုသိစေချင်တာမိခင်ဘာသာစကားမဟုတ်ဘူးအဲမလုတ်ချင်ဘူးပြင်းနေအပြီးတဲ့အခါကျတော့လောရတဲ့နေစနစ်တွေလွဲနေရဆိုလို့ချင်းလည်းပဲဟိုမထီအောင်ဘူးအဲ့လိုမျိုးရှိတယ်အဲ့တော့ဆောနက ဥပမာလေးတစ်ခုပြန်ပြောပြရမယ်ဆိုလို့ရှိရင်ငငယ်လေးတုန်းကကျွန်တော်တို့မွေးကာတာတုန်းကစကားမပြောနိုင်ဘူးလေအင်္ဂလိပ်စကားလည်းမပြောနိုင်ဘူးမြန်မာဘာသာစကားလည်းမပြောနိုင်ဘူးငိုပဲငိုနိုင်တယ်နောက်တစ်ခါအဖေအမေစသဖြင့်ပေါ်တော့ဦးဦးဒေါ်တော်ကြီးကြီးခေါ်ရင်းနဲ့မှဒီစကလုံးလေးတွေစကလုံးလေးတွေရလာတယ်နောက်တစ်ခါစကစုလေးတွေရလာတယ်အဲ့ဒါစကစုလေးတွေရလာပြီးတော့ကြာလာတဲ့အခါကျတော့စကားတွေအများကြီးပြောတတ်လာတယ်အခုလည်းအတိုင်းပဲအင်္ဂလိပ်စာကိုကျွန်တော်တို့ကမပြောနိုင်သေးဘူးမပြောနိုင်သေးဘူးဆိုတဲ့အနေအထားမျိုးမှာစကလုံးလေးတွေစကစုလေးတွေစာကြောင်းလေးတွေ ဲ့လိုမျိုးလေးတွေလေ့လာရင်းနဲ့ပြောတတ်အောင်ပြောတော့ပြောရမယ်ပေါ့နော်ပြောထွက်အောင်ပြောတော့ပြောရမယ်နော်ဒါကပြောတတ်အောင်လည်းပြောအောင်လည်းပြောထွက်အောင်လည်းလုပ်ရတယ်ပြောနေရမယ်ပေါ့နော်အဲ့လိုမျိုးပြောရင်းနဲ့မှဒီစကလုံးလေးတွေစကစုလေးတွေရလာပြီးတော့ကျွန်တော်တို့ကစကားစပြီးတော့ပြောနိုင်လာလိမ့်မယ်ငငယ်တုန်းကလိုမျိုးပဲလေနှလုံးသားနှလုံးသားပြောရင်းနဲ့စာကြောင်းတွေရှိသေးပြောလာနိုင်မယ်အဲ့ဒါကစာပိုက်တွေရှိအဲအခုလိုမျိုးဆွေးနွေးတဲ့အနေအထားတွေအောင်ရောက်လာမှာပေါ့အဲ့တော့တိကျနေတာလေးကအခုလက်ရှိကျွန်တော်တို့ သွားတဲ့ list နဲ့လေးကစကားလုံးတွေကစပြီးသင်ရတာမဟုတ်ဘူးလားနော်အဲ A ဆိုရင်အတန်တော်လေးတွေကစသင်ရတယ် A A B B စသဖြင့်အတန်တော်လေးတွေသင်ရတယ်အဲနောက်တစ်ခုကကျတော့စကားလုံးတွေ Asia Angry Africa စသဖြင့်ပေါ့နော် Apple စကားလုံးတွေသင်ရတယ် B ဆိုလို့အဲဒါမဲ့ B B book နော်အဲပြီးလို့ရှိရင်တော့ bird စသဖြင့်ပေါ့နော်နောက်တစ်ခါ D desk D da desk အဲတခြားစကားလုံးတွေပေါ့နော် danger ဲ့တော့သိစေချင်တာလေးကအခုလက်ရှိကျွန်တော်တို့စပြီးတော့လေ့လာရတာလေးတွေကစကလုံးလေးတွေကနေစလေ့လာတဲ့ပြီးတော့စကစုလေးတွေစကစကစုလေးတွေဥပမာအာ this is asia ဒါစကစုဖြစ်သွားပြီစမ်းနဲ့ဆိုလည်းပြောလို့ရတဲ့စကစုပဲเนาะ this is asia အပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုပေါ့နော် this is a bird this is a book အာဘာဖြစ်လဲဆိုတော့ပထမဆုံးစပြီးတော့ကျောင်းသားကိုစတင်တဲ့အခါမှာသူကဘာသင်ပေးလဲဆိုလို့ရှိရင်စကစုလေးတွေနဲ့သင်ပေးတာစာကြောင်းတိုးတိုးလေးတွေပဲအနည်းဆုံးမှ၃လုံးတော့ပဲပါအောင်ဥပမာ This is a book. I did you know. This is uh, a red book. These are notebook. These are notebooks. Uh, these are three notebooks. အဲ့ဒါလေးတွေကလေသူကပရမစာကြောင်းတောင်လေးတင်ပေးလိုက်တယ်စကားစုလေးပေါ့နော်စကားစုလေးတင်ပေးတယ်အဲ့ဒီကနေပြီးတော့မှစာကြောင်းလေးနည်းနည်းလေးချီရောနည်းနည်းလေးကုတ်ပြီးတော့တင်ပေးတယ်အဲ့ဒီကနေပြီးတော့မှဂိမ်းနည်းနည်းလေးတင်ပေးတယ်သူကမတိမတာကြောင်းတော့တင်ပေးနေတာ ဲ့တော့မသိမလားသင်ပေးနေကျွန်တော်တို့ကတော့မြန်မာ culture အရဆိုလို့ရှိရင်တော့ဥမာ A A နောက်တက A နောက်မှ A နောက်မှနောင်းလိုက်တဲ့ book book နောက်အဲ့လိုမျိုးလိုက်ရတယ်နော်အဲ့ဒါအဲ့ဒါအ book လို့ခေါ်တဲ့အဲ့ဒီလိုရှိရင်တော့3000ဆိုလို့ရှိရင်303ဒါနောက်က notebook ဆိုလို့ notebook notebook ဆိုတော့ကြာမလို့ notebook sorry မတ်2000ဆိုလို့ရှိရင် notebook အဲ့ဒါမျိုး3 notebook ဆိုခေါ်တဲ့အဲ့ဒါကျွန်တော်တို့မြန်မာ culture ရတယ်အခုကျွန်တော်တို့လေ့လာနေတာကအဲ့လိုမျိုးသင်ပေးတာမဟုတ်ဘူး။ကျောင်းသားကိုကျွန်တော်တို့ကဒီဟာစာသင်နေပါတယ်နော်လို့မပြောဘဲနဲ့ ိုက်ပြီးတော့လုပ်ရတယ်လိုက်ပြီးတော့လေ့ကျင့်ရအဲ့ဒီမှာနေကျွန်တော်တို့ကပထမတော့မသိမသားလေးမှတ်မိသွားတယ်ပထမတော့မသိမသားလေးမှတ်မိသွားတယ်ဥပမာပေါ့နော်ဒီစာကြောင်းလေးဆိုလို့ရှင်တော့ a book this is a book three notebooks a red book a yellow book this is pencil and a book အဲ့ဒါကကြတော့ပါသေးလေအာ yellow pencil yellow pencil and a green book အဲ့ဒါလေးမတော်လေ့ကျင့်ပြီးကြပြီမလားအဲ့အဲ့မှာနေဘာဘာသင်ပြီးလဲဆိုလို့ရှင် तू က ရောင်လေးတွေအေကနံလေးတွေတခါတည်းတွဲပြီးတော့မှတင်ပေးနေတာမသိမသာတင်ပေးတာဗောနော်အဲ့ဒါအောင်မှစာတင်နေတယ်လို့ဘယ်သူမှမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကမြင်ရတယ်ကြားရတယ်မြင်တယ်ဆိုတော့ကဒီပုံလေးတွေလည်းမြင်ရတယ်เนาะဒါလည်းဒါ visual light ဗောနော်ပုံလေးတွေလည်းမြင်ရတယ်အဲ့ဒါက तू ပြောတဲ့ stick ကိုလည်းကျွန်တော်တို့ကနားနေကြားရတယ်အလို့နဲ့ဒီလုံးနဲ့လည်းမြင်လိုက်နားနဲ့လည်းကြားလိုက်နောက်တစ်ခါ repeat ထပ်လုပ်လိုက်စာပြန်လုပ်လိုက်ခြေရောက်သွားလိုက် တကပြန်ပြီးတော့ပြန်နှွေးလိုက် disket ပြန်လုပ်လိုက်ဆက်သဖြင့်အဲ့လိုမျိုးနဲ့ဒီစာတင်ကန်းစာတွေကိုចောင်းသားကိုရအောင်တင်ပေးနေတာပရမတော့ចောင်းသားသတိမထားမိဘူးကိုပတန်နဲ့ကိုလုံနေတယ်လုံနေတယ်လုံနေလိုက်နဲ့ကျွမ်းသွားတယ်ရင်းနှီးသွားတယ်ပရမတခုက awareness ဖြစ်လာတယ် awareness ဖြစ်လာပြီးတော့မှကျွန်တော်တို့လိုက်ပြောင်းရင်းနဲ့ရလာတယ်အဲနောက်တော့အလွတ်ရတဲ့အနေအထားတွေအောင်ဖြစ်လာတယ်အစာချက်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါလေးတွေကိုလေ့ကျင့်တယ်အဲ့လိုမျိုးဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒါလေးတွေက skate တီဆောင်နေတာ ဒါပေမဲ့အမားတော်တော့ထင်မှာပေါ့နော်ငါစားမရဘူးလို့ထင်မှာပေါ့ဒါလေးတွေမသိဘူးလို့ထင်မှာပေါ့မဟုတ်ဘူးနော်အဲ့ဒါလေးတွေကဘေးနေရာမှာအထောက်ကူပြုလဲဆိုလို့ရှိရင် conversation ပြောတဲ့အခါမှာကျတော့သူကလည်းသူလာပြီးတော့အထောက်ကူပြန်ပြုတယ်ဒီမှာအလေးချင်းလှုပ်ထားတဲ့အရာတွေအားလုံးကဒီထက်ကစကားတွေပြန်သုံးချင်မှတော့သုံးလိုက်မယ်ဒါပေမဲ့ conversation ထဲမှာကျတော့ဒီထက်ကပုံစံတိုင်းလေးလည်းပြန်ပြောတာမျိုးလည်းဖြစ်ကောင်းဖြစ်သလိုအဲကိုကိုရိုင်းပြောချင်တဲ့အကြောင်းအရာတွေကိုလည်းပဲနှုတ်ကနေပြီးတော့မှ auto ထွက်လာတယ်။ auto ပြောနိုင်လာတယ်။ဟိုအုံနောက်ကနေ like စင်တဲ့ပုံစံမဟုတ်ဘူး။ ဲ့လိုဖြစ်လာတယ်အဲ့တော့ဘူလောဆယ်အမားတို့ကတော့တေချာမသိသေးလို့ဟိုတေချာမကြုံရသေးလို့အေးမသိတာသေးတယ်တကယ်ကို conversation ပြောလိုက်မယ်သူများတွေနဲ့စကားပြောလိုက်မယ်ဆိုလို့ရှိရင်ကျတော့ကိုသူများချက်ကိုတပန်းတာနေတယ်ဆိုအဲ့မှာအဲ့ကြမှာသိရမယ်အခုဒီမှာလေ့ကျင့်ထားတဲ့ကျွန်တော်တို့လေ့ကျင့်ထားတဲ့အကြောင်းအရာလေ့ကျင့်ထားတဲ့အရာလေးတွေကကျွန်တော်တို့ conversation ပြောတဲ့အခါလုပ်ငန်းခံရမှာပြောနေတဲ့စကားပြောတဲ့အခါအဲ့ဒီနေရာမှာတည်တာလာလိမ့်မယ် အကြမ်းမှာဩငါလေးချင်တာစားရရလာပါလားတော်တော်တကားပြောနေလာပါလားအကြမ်းမှာသိရဘူးဘူးလို့ဆိုတော့သိမှာတော့မဟုတ်အဲ့တော့ကျွန်တော်ပြောတဲ့စကားကြီးညီကောင်ပြန်ချုပ်ရမယ်ဆိုလို့ရှင်အင်္ဂလိပ်စာဘာသာစကားဆိုတော့ကျွန်တော်တို့ရဲ့မိခင်ဘာသာစကားမဟုတ်ဘူးဒါကြောင့်မလို့လေ့လာမယ်ဆိုလို့ရှင်ကျတော့အချိန်ပေးရတယ်ပြီးရင်ပြင်းတာမျိုးလည်းဖြစ်တတ်တယ်အဲပြီးတဲ့အခါကျတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကချာအရာမာတေးချန်ရဲ့ this ISA a book this is a book အဲ့လိုပေါင်းပြပြီးတော့ဆရာကသင်ပြီးမှကျောင်းသားကစာသင်တယ်လို့သတ်မှတ်လေးရှိတယ်ကျွန်တော်မြန်မာနိုင်ငံအများစုပါခင်ဗျာမြန်မာနိုင်ငံမှာရှိလူအများစုကဆရာကရှေ့ကနေ white book မှာပဲဖြစ်ဖြစ် black book မှာဖြစ်အဲ့လိုမျိုးရှင်းပြနေမှသင်ပေးနေတယ်လို့ထင်တယ်တကယ်တော့ language ကအဲ့လိုမျိုးသွားရင်သွားလို့တော့ရတယ်ပေါ့နော်ဒါဟိုတက်မြောက်မှုနှုန်းအားကျတော့နည်းတယ်အခုလိုပုံစံမျိုးကျွန်တော်တို့မျက်စိနဲ့လည်းမြင်မယ်နားနဲ့လည်းကြားမယ်နှုတ်ကလည်း repeat လိုက်လုပ်မယ်အဲ့ပုံစံတိုင်းပဲသွားမယ်ဆိုလို့ရှိရင်သူကပို့ပြီးတော့တက်တယ်အဲ့ဒါကစကားပြောတဲ့အခါမှာပို့ပြီးမှ fluent ဖြစ် ဘုတ်ပြီးမှ fluent ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ကအမားတို့ကိုမော်နော်ဒီအရတော့ဒီလိုမျိုးကျွန်တော်ဒီအရတော့ဒီလိုမျိုးအများကြီးသင်မပေးနိုင်ဘူး။ညာနဲ့ဒီလိုလေးချေကျွန်တော်လည်းပြီး discuss ပြန်လို့အဲ့လိုမျိုးနဲ့ចောင်းသားကိုစကားပြောနိုင်အောင်ဆွဲထုတ်ပေးနေတယ်။တနည်းအားဖြင့် fluent ဖြစ်လာအောင်ကျွန်တော်ကကူညီပေးမယ်။အဲ့လိုမျိုးလုပ်ပေးရပါတော့နော်။အဲ့အခုလောလောဆယ်ကတော့တိတ်မသိတာလေးဘူးလေ့ကျင်ရအောင်လို့နိုင်ရီများလာနေတာသိတာလားလေအဲ့လိုအဲ့လိုပါအပြီးတော့အဲ့တော့ ကိုကျွန်တော်ကနေပြီးတော့မှဆရာကနေပြီးတော့မှဥမာဒါဒါလိုတော့ဒါဒါလိုသုံးရတယ်နော်ဒါဒါလိုသုံးရလို့ like ရှင်းပြနေတယ်ဆိုလို့ရှင်ရှင်းပြနေတယ်ဆိုမှစာတင်တယ်လို့ထင်နေမှာဆိုလို့နော်အခုကျွန်တော်နည်းနည်းလေးရှင်းပြလိုက်တော့နည်းနည်းမျိုးလုံးထဲမှာမြင်သွားပြီလို့တော့ထင်တယ်ပြောချင်တာက a book ဒါဆိုလို့ရှင် phrase လေးကိုသင်ပေးတာ this is a book ဒါဆိုလို့ရှင် two sentence လေးကိုသင်ပေးတာအဲဒါက this is three books အဲဒါက this is a notebook နောက်ဘလို့နောက်တစ်ခုကဘလို့ဆက်သင်ပေးလဲဆိုလို့ရှင် this is three notebooks အဲ့ကဝါကြောဝါကြတဲ့မှာထည့်နေပြီးတော့မှစာကြောင်းလေးတွေဖြည်း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 လေးတွေချက်ချက်ပြီးတော့တင်ပေးနေတယ်။အဲ့ဒါလေးတွေလေးကျင့်နဲ့ရလာပါလိမ့်မယ်။